ဆီးရီးယားသမရရဲ့အင်ဖြူကခီးစဉ်နောက်ဆုံးအခြေအနေကိုအတိုးချုပ်ကြည့်ရတော့ဆီးရီးယားခေါင်းဆောင်တစ်ပေါ်အာမန်အယ်ရှာယာသူကသမရဒေါ်နယ်ထရမ့်နဲ့တွေ့ဖို့ဝါရှင်တန်ကိုရောက်နေပါတယ်။ဒါကလည်းလက်ချုံကမခွန်စစ်ချလွတ်လပ်ရေးရပြီးနောက်ပိုင်းဆီးရီးယားခေါင်းဆောင်တယောက်ရဲ့ပထမဆုံးအမေရိကန်ခီးစဉ်တော့သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့စစ်တပ်ခံထားရတဲ့သူ့နယ်လမ်းအပေါ်ခြားထောက်ရေးတန်ခတ်ပိတ်ဆို့မှုတွေအကုန်ဖယ်ရှားဖို့ပါပဲ။ပထမဆုံးကတော့သမရရှာယာကအဓိကပါလို့ရှင်လဲဆိုတော့တော်တော်စကောရုံကအာဆက်အစိုးရရဲ့လူခွင့်ရချိုးဖောက်မှုတွေကြောင့်ချမှတ်ခဲ့တဲ့ Caesar X ဆိုတာရှိတယ် ဲဒါအပါအဝင်ဂျန်နဲ့တန်ခတ်မှုတွေအကုန်လုံးဖယ်ရှားဖို့ပဲထရမ့်ကမေရာတို့ကရှာရနဲ့တွေ့ပြီးတန်ခတ်မှုတော်တော်များများကိုယုံသိမ့်ပေးခဲ့ပေမဲ့အဲ့ဒီစီဇာအိုက်ကိုလုံးဝဖယ်ရှားဖို့ကြတော့အမေရိကန်ကွန်ဂရက်ရဲ့အတီးပြုချက်လွန်နေတော့ပဲနောက်တစ်ခုကတော်တော်အရေးကြီးတယ်အမေရိကရဲ့မူဝါဒအပြောင်းလဲကြီးပဲဗျာတချိန်တုန်းကဟာယတ်တာဟီရ်အယ်ရှန်သူ့ဘုံဖွက်ခုံးဆောင်အမေရိကန်အစိုးရကစုငွေဒေါ်လာ၁၀တန်းတော့ထိုးထားခဲ့တဲ့ရှာရကိုလေအခုဝါရှင်တန်ကတရားဝင်ထိတွေ့ဆက်ဆံနေပြီ တို့ဘော်ကုလားတမကရဲ့တန်ခတ်မှုတွေပြပြပေါ်အမေရိကန်ကမဲပေးခဲ့တယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းသူ့ဘော်အကြံဖက်အမိပြစရင်ကနေဖယ်ရှားပေးလိုက်ပြီးပြဆုံးနေတဲ့အမေရိကန်နိုင်ငံသားတွေကိစ္စပြီးတော့ဓာတ်ထုတ်လက်နဲ့တွေဖယ်ရှားရေးမှာပူပေါင်းဆောင်ရွက်မှုတိုးတက်လာတာကြောင့်ဆက်ဆံရေးပြန်နှေးလာတယ်လို့တော့အမေရိကန်ဘက်ကဆိုပါတယ်နောက်ဆုံးတစ်ချက်ကတော့ဆီးရီးယားပြန်လည်ထူထောင်ရေးပါကမ္ဘာပိုင်ရခန့်မှန်းချက်အရဆိုရင်အမေရိကန်ဒေါ်လာ၂၆ဘီလီယံလောက်ကွန်ကျနိုင်တယ်ဒီကိစ္စနဲ့ကြွမှာဆူဒါဟာအစစ်ဆန်ကျင်ရဲ့အမေရိကန်ဦးဆောင်တဲ့ညွှန်မှုအဖွဲ့အစည်းကိုတရားဝင်ရောက်ရောက်ဖို့လည်းရှိနေပါသေးတယ် ဒါပေမဲ့အစ္စရေးကတော့တန်ခတ်မှုတွေလမ်းမယိုကိန်းတာကိုကန့်ကွက်နေပြီးထရမ့်ကတော့ဆီးရီးယားနဲ့ဆွေဆက်ဆံရေးပုံမှန်ဖြစ်လာဖို့မျှော်လင့်နေပါတယ်ဆိုတော့ဒါကဆက်ဆုနှစ်တခုကြောကြာပဋိပက္ခတွေတန်ခတ်မှုတွေဂျုံခဲ့ရပြီးနောက်ဆီးရီးယားခေါင်းဆောင်တက်ကပြန်လည်ထူထောင်ရေးအတွက်အမေရိကန်ရဲ့ပတ်မှုမှုရောက်ဖို့ကြိုးစားနေတဲ့ရေးပါတီတန်တလိုင်းရဲ့ပြောင်းလဲတစ်ခုပါပဲ။